မင်းကြီးများလုံးမင်္ဂလာပါကျွန်တော်ဒီနေ့ပြပြမှာတော့ချော်အကြောင်းဖြစ်ပါတယ်ချော်နဲ့ပတ်သက်ပြီးတော့ကျွန်တော်ဒီနေ့အသေးစိတ်လေးကိုအနည်းငယ်ရှင်းပြပေးပါမယ်ချော်နဲ့ပတ်သက်ပြီးဆိုရင်ချော်လို့ပြောလိုက်ပြီးဆိုရင်မိတ်ဆွေတို့တည်ထားမှာဒီချော်မှာကျွန်တော်နှစ်ပိုင်းခွဲပြောပြပါမယ်ချော်မှာအယောင်ရှိတယ်နောက်တစ်ခုကကျတော့ချော်ရဲ့ဖြစ်တည်မှုဒါကဖြစ်တည်မှုတွေပေါ့နော်ချော်ရဲ့ဖြစ်တည်မှုဆိုတာသူဘယ်လိုပုံစံဖြစ်တယ်ဆိုတာမျိုးပေါ့နော်ဒီအောက်ကအယောင်ဆိုတာကတော့ချော်ရဲ့ဒီဖြူမဲဝါဒီမကျော်ကြီးရေးထားတဲ့အတိုင်းပဲ ဒီနှစ်ပိုင်းလေးကိုကျွန်တော်ခွဲပြီးရှင်းပြပေးမယ်မိစလိုအနေနဲ့ချော်လို့ပြောလိုက်ပြီးဆိုရင်ဒီချော်ဒီကြောက်စင်းလုံးစုအခွန်မှာပါတာဖြစ်ပါတယ်အဲဒီအဲ့ဒီအခွန်မှာပါတဲ့ချော်ကိုကျွန်တော်တို့ကကြည်ချင်းအဖြစ်ဘာတွေလဲဆိုတော့ကြည်ပြီးတော့ကျွန်တော်အသုံးသတ်ရတာဖြစ်ပါတယ်အရင်ဆုံးကျွန်တော်တို့ဒီမှာပြပြချင်တာချော်နဲ့ပတ်သက်ပြီးဆိုရင်မိစလိုနားလည်ထားရမှာဒီချော်ဒီပုံစံအမျိုးမျိုးနဲ့ပါတတ်ပါတယ်အဲ့ဒီပုံစံအမျိုးမျိုးတွေကမှမတည့်ကျွန်တော်ဒီမှာရေးထားတယ်ချော်ပါတာရှိမယ်ချော်တူတာရှိမယ်ချော်စီးတာရှိမယ်ချော်ကတ်တာရှိမယ် ရှော့ကြွေတာရှိမယ်ရှော့ရွာတာရှိမယ်ရှော့ပွားတာရှိမယ်ပြီးတော့ရှော့ပုတ်နေတာရှိမယ်ပြီးရှော့ပြတ်သွားတာရှိမယ်ပြတ်တယ်ဆိုတော့မကောင်းတာကိုတွေ့တာပါရှော့ပြတ်တယ်ပြီးရင်ရှော့မွဲရှော့ချောက်ပေါ့နော်ဒီမှာတစ်ခုရေးထားတယ်ရှော့မွဲရရှိမယ်ချောက်တာရှိမယ်အဲ့ဒါပြီးပြီဆိုရင်ကျွန်တော်တပိတ်ရှော့ဖျောင်းရှော့နှစ်ထပ်ရှော့ကြက်မြင်းရှော့ဒါတော့ဝေခါရှော့သိန်းဆိုတာကျွန်တော်ဒါနည်းနည်းထည့်ရေးပေးထားတာပါပြီးရင်ရှင်းပြပေးပါမယ်ဆိုတော့အရင်ဆုံးဒီရှော့တွေကိုမိတ်ဆွေတို့မြင်ချင်းအားဖြင့်ဒါတွေဒီအခေါ်ဝန်နာမည်တွေဖြစ်ပါတယ် 比如我考完的没得那思维呢，招生龙树嘛，招生龙树的龙嘛，阿弟嘛把阿个炒股知比多，阿古龙有，炒股阿啦，赌阿啦，是阿啦干得啦，追阿啦，追阿啦，博阿啦，博阿啦，阿弟阿啦么搞那啦，未来啦，炒股啦，哎，他们我，他们阿么好不少人嘞，他们伊就骗你啦，别人就骗你啦，那才叫骗你啦，见面就骗你啦，哎，他们某，为啥的为啥肖人骗你啦？我那叫伊常说，阿阿弟侬我的哥哥。 ဖြစ်နေပြီဆိုရင်မိတ်ဆွေတို့ကโอเคအဲ့ဒီ show ကိုကြည့်ပြီးတော့သုံးတန့်မှာဖြစ်ပါတယ်အဲ့ဒီ show ကိုဘယ်လိုကြည့်ပြီးသုံးတန့်မှာလဲဆိုရင်ကျွန်တော်တို့ဒီမှာ show ပါ show ပါရဆိုတာကျွန်တော်အဲ့ဒီကြောက်မှာပဲအပြင်ကနေပါလာတဲ့ show ပါပါလေးကိုဆိုလိုတာပါ show ထူတယ်ဆိုတာကျွန်တော်လည်း show ထူထူလေးကိုဆိုလိုတာပါ show ပါရနဲ့ show ထူတာနဲ့မိတ်ဆွေတို့သဘောတရားနားလည်မယ်ထင်ပါတယ် show စီးတာ show စီးတာကျွန်တော်လည်းကျွန်တော်တို့ဥပမာအဲ့ဒီကြောက်ဒီမှာပါတဲ့ show တွေဒီ show အမဲရောင်အများစုဒီ တွေ့ရတတ်ပါတယ်ချော်စီးတာကိုအဲဒါချော်အမဲတွေမှာအများစုမှာချော်စီးပြီဆိုရင်လေဒီလိုတခြားကြည့်ပြီးဝယ်ပါအဲဒီကြောက်တွေဒီချော်စီးလုံးအချင်းမောက်ကွက်တာတို့အဲကျွန်တော်တို့အတွင်းကြောက်သားမှာမုံနာထွေးတာတို့တခြားသောအဖျက်မောက်တွေဝယ်နိုင်ပါတယ်ဒါကြောင့်မလို့ချော်စီးပြီဆိုရင်ဘယ်လိုဟာမျိုးပြောရလဲဆိုတော့ကတရာစီးပုံစံမျိုးစီးစီးပိုင်ပိုင်နဲ့အခုမှစီးနေတယ်အဲဒီပုံစံမျိုးကိုဆိုတာပါအဲဒီချော်ပါရရှိမယ်ချော်ထူရှိမယ်ချော်စီးရှိမယ်ပြီးချော်ကတ်တာချော်ကတ်တာဆိုတာကကျွန်တော် ဒီမိသီးချော်ပဲဖြစ်နေပါစေအဲ့ဒီချော်ဒီဆေးရပြူကမလွယ်ပဲနဲ့တအားပွတ်တော်လဲအတွင်းထဲမှာဒီချော်ကကတ်နေပြီးတော့တအားဆေးရကြောရတာမျိုးကိုဆိုတာပါအဲ့လိုမျိုးချော်ကတ်နေတယ်လို့ခေါ်ပါတယ်ပြီးရင်ချော်ကျွေတယ်ချော်ကျွေတယ်ဆိုတာဒါမှမဟုတ်မကတ်ဖဲနဲ့ချော်လေးကအနေငယ်ကျွန်တော်တို့ဒီတန်ချောင်းလေးတွေနဲ့ကြောက်ဆေးတဲ့ဟာလေးတွေနဲ့ပွတ်လိုက်တာနဲ့တင်ကိုဒီလိုမျိုးပါနော်ကျွန်တော်တို့ကြောက်ဆေးတဲ့ဟာနဲ့ပွတ်လိုက်တာနဲ့ဒီလိုမျိုးပွတ်လိုက်တာနဲ့တွေကိုကျွေသွားတာမျိုးတွေကို ်လွယ်လွယ်ကူကျွေတာမျိုးကြောင့်ချော်ကျွေတယ်လို့ခေါ်ပါတယ်ပြီးရင်ချော်ရွတယ်ချော်ရွတယ်ဆိုတာကတော့အဲကျွန်တော်ဒီအပေါ်အရင်နဲ့မတူဘဲနဲ့ကျွေရနဲ့လည်းမတူဘဲနဲ့သူကနည်းနည်းလေးပေါ့ရွရွလေးဖြစ်နေရွရွလေးဖြစ်နေဆိုမေးစလို့သဘောတရားနားလည်ပါမှာနော်ဒီလိုမျိုးလုံးဝကျွေသွားတာတော့မဟုတ်ဘူးရွရွလေးဖြစ်နေတယ်အဲ့လိုရွရွလေးဆိုရင်လည်းကျွန်တော်တို့အခုလိုမျိုးဒီကြောက်စေးတဲ့ဟာလေးနဲ့စေးလိုက်မယ်ဆိုရင်အဲ့ဒီဒီချော်ရွရွလေးဒီလည်းပြောင်းသွားနိုင်ပါတယ်အဲ့ဒါမျိုးဆိုတာပါအပြင်ချော်ပွားတယ်ပွားတယ်ဆိုတာလည်းမေးစလို့သိမှာပါနော် ရွာနဲ့ပွားနဲ့မတူဘူးပွားရဲဆိုတာတော့ဒီချော်ကူကသိပြီးတော့ကောင်းတဲ့လက္ခဏာမျိုးပဲနဲ့နော်ပွား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 ဥမာဆိုကြပါစို့ကျွန်တော်တို့ဂျုံလေးမှာပူညာအောင်ပူပွားအောင်ဆိုပြီးကျွန်တော်တို့တခြားသောအရာတွေထည့်သလိုပေါ့နော်အဲကြောင့်ပြောချင်တာအဲ့ဒီအချိန်မှာပွားတက်လာတယ်အဲ့ဒီသဘောပဲကျွန်တော်ကဒါချော်ဆိုရလဲပွားလာပါပွားရဲဆိုတာအတွင်းထဲမှာဒီအစီအနှစ်အလိမသိမပါပဲနေပေါ့နော်ဝါရုံဖြစ်တော့ဆိုးလို့လာပါအဲ့ဒီလိုမျိုးဆိုရင်မိတ်ဆွေတို့တခြားပါပါနော်ချော်ပုတ်တယ်ဆိုတော့မကောင်းပါဘူးဒါလည်းနောက်ကြကျွန်တော်ကြောင်းနေပြပြမယ်ချော်ပြတ်တာလည်းမကောင်းပါဘူး စော်မွေးစော်ကြောက်လည်းမကောင်းပါဘူးကျွန်တော်ရှေ့ဗီဒီယိုတွေမှာလည်းအများကြီးတင်ပြထားပါတယ်ဆိုတော့မွေးစင်တို့တည်ထားမှာဒီဒီအပေါ်မှာပါတဲ့ရှော်တွေမှာဒီတပိတ်ရှော်တွေဖျောင်းရှော်တွေမပါသေးဘူးเนาะဒီအပေါ်မှာပါတဲ့ဒီအပေါ်မှာပါတဲ့ရှော်တွေထဲမှာဘေးရှော်ကကောင်းတာလဲဆိုပြီးတော့မွေးစင်တို့သိချင်နေပါမယ်ဘေးရှော်ကမကောင်းတာလဲဆိုပြီးတော့မွေးစင်တို့သိချင်နေပါမယ်ဟုတ်ကဲ့ကျွန်တော်ပြောပြချင်တာကဒီ short တွေကိုကြည့်ပြီးတော့ကျွန်တော်ကချက်ချင်းကောင်းနေမကောင်းဘူးလို့ဆုံးဖြတ်လို့မရဘူးဒါပေမဲ့ မကောင်းတဲ့ရှော်တွေကကျွန်တော်ဆွနိုင်ပြောသလိုဒါရီဒါရီဆိုတာဟုတ်တယ်သို့ပေမဲ့လည်းရှော်ဆိုပြီးတော့တခုတည်းကျွန်တော်သုံးသက်လို့မရဘူးရမ်းရယ်ရှော်ရယ်အခွန်ရယ်အဲ့ဒီသုံးချက်လုံးကိုကြည့်ပြီးတော့မှအဲ့ဒီအပြင်ကိုနောက်တဲ့အရေးတို့ကောင်းတဲ့အချက်မကောင်းတဲ့အချက်တွေပါလာပြီဆိုရင်အဲ့ဒါတွေကိုသုံးသက်ပြီးတော့မှကြောက်တလုံးကဝယ်ရတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီအရင်နဲ့ပတ်သက်ပြီးကျွန်တော်ကောင်းမကောင်းတော့မပြောချင်ဘူးဒီအရင်နဲ့ပတ်သက်ပြီးတော့တချို့ဟာလေးတွေအားနည်းချက်ရှိတယ်တချို့ဟာလေးတွေအားသက်ချက်ရှိတယ်ပြီးကျွန်တော်ပြောခဲ့တယ်ဒါအရင်နဲ့ပတ်သက်ပြီးတော့လည်းကျွန်တော်ကြောက်ပြင်းနေပဲမိတ်ဆွေတို့ကို လက်တွေ့ကျွန်တော်ကြောက်တင်နေပဲရှင်းပြပေးမယ်ဒါလေး now video လေးတင်ပေးမယ်အဲဒီတော့အရင်ဆုံးမိတ်ဆွေတည်ထားတင်တာဒီ short နဲ့ပတ်သက်ပြီးဆိုတော့ဒီ short လေးတွေကိုတည်ထားရမယ်အဲ့ဒီအပြင်ကိုဒီရောက်ကတပိတ် short ဖျောင်း short နှစ်ထက် short ကြံမြင့် short ဝီခါ short စိဒါတွေဒီဘလို့ဟာတွေမှာပါလဲဆိုရင်မော်တိုင်းမှာပါတာမဟုတ်ပါဘူးမော်ဒီမော်တိုင်းမှာထွက်တဲ့ကြောက်တိုင်းမှာလည်းပါတာမဟုတ်ပါဘူးသူ့မှာသူသူ့ဟာနဲ့သူထွက်တဲ့မော်ဒီမှာမှပဲပါတတ်တဲ့ short အမျိုးအစားတွေပါဥပမာဆိုကြပါစို့ကျွန်တော်တပိတ် short တပိတ်ချော်စုဒီအားဒီကျွန်တော်အမဲရောင်လာတာဖြစ်ပါတယ်အမဲရောင်ဖြစ်တဲ့အတွက်ခွန်ပြူမှာမလာပါဘူးကျွန်တော်ဒါအမဲရောင်ထွက်တဲ့အမဲကြောဒီမှာပဲတပိတ်ချော်စုတာအများဆုံးတွေ့ရတတ်မှာပါအဲဒါဆိုခွန်ပြူမှာမတွေ့နိုင်ဘူးနောက်ချက်ကအဲကျွန်တော်တို့နောက်ဆုံးတာမခံနေပါလေမတွေ့နိုင်ဘူးဘာကြောင့်လဲခွန်ကထွက်တဲ့အတွက်ကြောင့်ဒီသဘောတရားရှိပါအဲ့ကြောင့်မိတ်ဆွေတို့ကတပိတ်ချော်လို့ပြောလိုက်ပြီးဆိုရင်လေဟောဒါအမဲကျော်ကနေလာတာပဲ မဲကြောမှာပဲရှိရင်ဒါမျိုးကိုမိတ်ဆွေတို့သိရပါမယ်ကျွန်တော်ကဒီအချက်လက်တွေကိုရေးပြရင်ဆိုတော့လေဒီလိုအသေးသေးအချက်လက်လေးတွေကိုအရင်ဆုံးရှင်းပြခြင်းလို့ပါအဲနောက်တစ်ချက်ကဖျောင်းချော်ဖျောင်းချော်ဆိုတာလေဖျောင်းချော်ဒီဘလူးမော်ဒီမှာအများဆုံးလာလေဆိုရင်ဥပမာဆိုကြပါကြဖျောင်းချော်ဆိုရင်အဲကျွန်တော်မနမှာလာတာတွေ့ရတယ်ကွန်ပျူတာမှာပြီးတော့ချက်သွေးဖျောင်းချော်ရေးတခါတွေ့ရတယ်ပြီးတော့ဝေးခါဖျောင်းချော်တွေကျွန်တော်တို့တွေ့ရတယ်တခါတည်းရမှာလဲကျွန်တော်တို့ဒီခန်းကြီးဘက်မှာထွက်လာတဲ့တချို့ကြောက်လေးတွေမှာတော့အဲ့လိုဖျောင်းချော်ပုံတံတန်လေးတွေကျွန်တော်တွေ့ရတတ်ပါတယ်ဟုတ်ပြီအဲ့ဒီလိုဖျောင်းချော်တွေဒီ တို့အမဲကြောတွေမှာတွေ့ရဖို့ဆိုတော်တော်ခဲရင်းပါတယ်မရှိဘူးလို့တော့ကျွန်တော်မပြောချင်ဘူးရှိရင်လည်းရှိနေမှာပါဘာကြောင့်လဲဆိုရင်ကျွန်တော်တို့မမြင်ရတဲ့အရာတွေရှိသို့ပေမဲ့လည်းကျွန်တော်တို့ဖျောင်းချော်စီအမဲကြောမှာကျွန်တော်လက်ရှိအခြေအနေဒီကျွန်တော်မတွေ့ဘူးသေးပါဘူးဒါပေမဲ့တချို့ဖျောင်းချော်နဲ့ပုံတံအနေငယ်တူတဲ့အမဲကြောထွက်တဲ့နေရာကြီးတော့ရှိပါတယ်အဲ့ဒီမော်ဒီတွေလည်းအရင်တော့တွေ့ဘူးပါတယ်အခုနောက်ပိုင်းမှာလည်းကျွန်တော်သိမတွေ့ရပါဘူးဒါကြောင့်မလို့ဒီဖျောင်းချော်တွေလည်းဟို channel နဲ့မှမထွက်ဘူးလို့မပြောဘူးအများဆုံးထွက်တာဒီကျွန်တော်ကွန်ပျူတာရှိမယ်ချက်သွေးရှိမယ်အဲကွန်ပျူတာဆိုတာလည်းမနက် ကျွန်ချက်သွေးဆိုတာဘာဆန်ချောင်း support အဲနောက်တစ်ခြားဝေခါလူနိုင်မှာအများဆုံးတွေ့ရတယ်နှစ်ထက်ချော်ဒီနှစ်ထက်ချော်ဆိုတာလေအဓိကအများဆုံးတွေ့ရသည်ဝေခါဖြစ်ပါတယ်ဒီဝေခါမော်မှာပဲနှစ်ထက်ချော်တွေ့ရပါတယ်ဘလို့နှစ်ထက်ချော်တွေ့ရလဲဆိုရင် तू ကအောက်ကချော်အစင်းအောင်ခံနေမယ်အပေါ်ကနေပြီးတော့ဒီမှာကျွန်တော်ရေးထားတယ်ချက်မြင်းချော်အနီအောင်ချက်မြင်းချော်ထပ်သွားတာမျိုးပေါ့နော်အောက်ကချော်တစ်ခုရှိမယ်အဲ့ဒီပုံမှာနောက်တစ်ချော်တစ်ခုထပ်သွားတယ်အဲ့ဒီလိုမျိုးနှစ်ခုထပ်ထားတာမျိုးနှစ်ထက်ချော်မျိုးဝေခါမှာတွေ့ရတတ်ပါတယ်မေးစလို့ဒါသတိထားရပါမယ်နော်ဒါဝေခါမှာ တကယ်ကိုတွေ့ရတတ်တဲ့ချော်မျိုးစားပါအဲကြောကျန်တဲ့ပေါ်ဒီမှာတွေ့ရတာနဲပါတယ်ဒါပေမဲ့၂၀ချော်ဆိုတာတချို့သောမော်ဒီမှာလည်းအနေငယ်ထွက်ကောင်းထွက်နိုင်ပါတယ်ဟိုအားလုံးကိုတော့ ETM ကြီးမထွက်ဘူးလို့ကျွန်တော်ပြောချင်သို့ပင်မဲ့ဒီ၂၀ချော်တွေကကျွန်တော်အမဲကြောတွေမှာကျွန်တော်တို့တွေ့ရဖို့ဆိုတာတိတ်မရှိဘူးတွေ့လည်းမတွေ့ရဘူးကျွန်တော်တို့အဥပမာဆိုကြပါစို့မော်ဝမ်ကြီးမော်ဝမ်လေး၂၀ချော်ဆိုတာကျွန်တော်တို့တော်တော်ကိုမတွေ့ဘူးပါဘူးအားကြောင့်မလို့လဲကျွန်တော်ကဒီအမဲကြောတွေမှာ 打乌鸡水，不尼亚咧就长不粗。那咱招力哥微信咧，打乌鸡卡片内啦，卡片内那微信，打乌洞仔吧没。正名正名招生的咧，乌鸡卡啦就正名招啦。打嘛木，就像木乌家的啦就正名招啦，乌家的伊多啦啦的，但木有底啊吧没？正名所讲他不一样，今年文章牛的啊没有数了吧？那都开就打乌乌鸡招生，乌鸡招生数啦就。那咱招就啊，你木乌正名招不啦？你木乌。哎，那库姆巴里面咧乌鸡卡尼亚的乌鸡卡找尼亚多的招生可吧咧？ ။ဘာကြောင့်လဲဆိုရင်ဝေခါမှာလက်ရှိလုံနေတဲ့လုံးကွက်ဒီလဲကျွန်တော်တို့အများစုခေါ်ကြသည်။ဂျိုင်းစိမ့်တောင်လို့ခေါ်တယ်။ရေကန်လည်းအစိမ့်အောင်ဖြစ်တယ်။အဲအိုက်ကကြောက်ကချော်ရီရလည်းအစိမ့်အောင်ဖြစ်တယ်။ထွက်လာတဲ့ကြောက်ဒီမှာလည်းချော်အစိမ့်အများအောင်အများစုတွေ့ရတယ်။ဒါကြောင့်မလို့ကျွန်တော်ကဝေခါမှာသင်ချော်သိမ့်တွေ့ရတယ်။အဲကြောင့်ဝေခါမှာချော်သိမ့်တွေ့ရတဲ့အတွက်ဟိုဝန်ကြီးမှာတွေ့ရမှာမတွေ့ရပါဘူး။ကျွန်တော်ကွန်ပျူတာတွေ့ရမှာလားမနာမှာမတွေ့ရပါဘူး။နောက်ဆုံးနေ့နေ့ဘားဆန်ချောင်းချက်သွေးထွက်တဲ့နေရာတွေမှာရောဝေခါချော်သိမ့်တွေ့ရတယ်မတွေ့ရပါဘူး။ဒါမျိုးဒါမျိုးကိုဆိုလိုပါတယ်။အဲကြောင့်မိတ်ဆွေတို့ပြောပြချင်တာအပေါ်ကချော်ရီဒီချော်ရဲ့ ဖြစ်တည်မှုပုံစံအရအထူးအပါအစီအကပ်အပွားအလျှောက်ဒါတွေကိုစိုးရတာဖြစ်ပါတယ်ဒီအောက်ကတပိချော်ပြောင်းချော်နှစ်ထပ်ချော်ဒီချန်ပီယံချော်ဝေးဝေကချော်စိမ့်အဲ့ဒီအပြင်ကိုတခြားတော့ခန်းကြီးရှိမယ်မော်စီစာရှိမယ်အောင်ပါလေးရှိမယ်မော်ဝမ်းကြီးမော်ဝမ်းလေးအမောင်းမောင်းလေးရဲ့ကင်းချောင်းတောင်းကောကောင်းဆန်းအမြုမြုပေါ့နော်ဒါဒီအကုံလုံးမော်ဒီအကုံလုံးပါသူ့မော်နဲ့သူသူ့ချော်နဲ့သူထွက်တာပါအဲ့ကျတော့မော်တစ်ခုနဲ့တစ်ခုချော်တစ်ခုနဲ့တစ်ခုဆိုတာ မတူနိုင်ပါဘူး။အကြောင်းလေးဒီတူနေရင်တော့မှထပ်တူကြတာမျိုးမဟုတ်ဘဲနဲ့အနည်းငယ်ပုံတံအလားအလာဆင်တူတာပဲဖြစ်မှာပါ။အဲကြောင့်မိတ်ဆွေတို့ကိုကျွန်တော်ပြောပြချင်တာကဒီအပေါ်ယံကချော်အကြောင်းအရာလေးနဲ့ပတ်သက်ပြီးတော့ချော်ဆိုရင်ချော်လို့ပြောလိုက်ပြီးဆိုရင်ကျွန်တော်တို့ကအကြောင်းလေးအမျိုးမျိုးရှိတယ်။နော်အကြောင်းလေးအမျိုးမျိုးပြီးပြီးဆိုရင်ကျွန်တော်ရှော်ထူလာလားပါလားစီရလားကတ်လား၆လားမွေးလားဒါတွေကြည့်မယ်တမိတ်ရှော်လားနဲ့ဆက်ရှော်လားဒါတွေကြည့်မယ်ဟုတ်ပြီအဲ့ဒီရှော်တွေကိုကြည့်ပြီးပြီးဆိုရင် ရေရှောကတော့ဘာဖြစ်နိုင်တာလဲဆိုတာမျိုးကျွန်တော်ကသုံးသပ်ရမယ်အဲ့ဒီလိုသုံးသပ်ပြီးသွားပြီးဆိုမှအဲ့ဒီရှောနဲ့အစွမ်းကကျွန်တော်ပြောသလိုရန်ရှောအခွန်အရေးကောင်းတဲ့အချက်မကောင်းတဲ့အချက်တွေအကုန်လုံးရှုံငုံပြီးတော့ပြီးသုံးသပ်ပြီးတော့မှကြောက်ကိုဝယ်ရတာဖြစ်ပါတယ်အဲကြောင့်မလို့မိတ်ဆွေတို့ကအခုတိထားမှာဒီ short နဲ့ပတ်သက်ပြီးဒီအပေါ်ကအချက်လက်၂ချက်ကိုအရင်ဆုံးတိထားပါမယ်။အဲ့ဒါပြီးပြီဆိုရင်ကျွန်တော် short အကြောင်းပေါ့နော်။ အရင်ဗီဒီယိုတွေမှာတော့ကျွန်တော်ချော့အယောင်အရင်ဆုံးပြောပါတယ်ဒါပေမဲ့ဒီနေ့တော့ကျွန်တော်ချော့အယောင်နောက်ဆုံးမှပြောလိုက်ပါတယ်ဒီချော့အယောင်နဲ့ပတ်သက်ပြီးတော့ကအဖြူရှိမယ်အမဲရှိမယ်အနီရှိမယ်အဝါရှိမယ်အစိမ်းရှိမယ်ညီမန်းရှိမယ်ကြက်သွေးရှိမယ်တန်ကြီးညီရှိကျွန်တော်ကတော့ဒါလေးတွေကိုအယောင်သဘောတရားအရာအနည်းငယ်ပဲရေးထားတာပါတကယ်တော့ကျွန်တော်တို့ဒီချော့အယောင်ဒီအများကြီးရှိပါတယ်မော်ဒီအများကြီးရှိတဲ့အတွက်ကြောင့်မလို့အဲ့ဒီမော်ဒီကနေပြီးတော့ ကြောက်ပုံတဲ့မျိုးစုံထွက်တာမလို့အလွာအမျိုးမျိုးကနေထွက်တာမလို့ရှော်မာလေပုံတဲ့အမျိုးစုံအယောင်မျိုးစုံနဲ့ဖြစ်တည်မှုမျိုးစုံရှိပါတယ်။ဒါကြောင့်မလို့မိတ်ဆွေတို့အနေနဲ့ကျွန်တော်ကဒါလေးကတော့ရှုံငုံပြီးရေးထားတာပါ။ဒါပေမဲ့ဥပမာအနေနဲ့မိတ်ဆွေတို့ကိုနားလည်အောင်ရှင်းပြပေးပါမယ်။ကျွန်တော်တို့လက်ရှိဖာကန်ခန်းဒီတမကန်ဝေခာဒီလိုနေရာဒီမှာအဓိကထွက်တဲ့ မော်ဒီကိုပဲကျွန်တော်ရေးထားတာပါအဲတော့လက်ရှိမှာလည်းကြောက်စင်းဈေးကွက်မှာတွေ့နေရတဲ့မော်ဒီပြီးတော့လက်ရှိလည်းလုံနေတဲ့မော်အများစုရဲ့အကြောင်းအရာတွေကိုပဲကျွန်တော်ရှင်းပြပါမယ်ဟိုးအရင်တုန်းကရှိပြင်မဲ့အခုမရှိတော့တဲ့မော်ဒီဟိုးအရင်တုန်းကလုံပြင်မဲ့အခုမလုံတော့တဲ့မော်ဒီကိုကျွန်တော်တချို့အရာတွေထည့်ပြီးပြောတော့ပါဘူးအဲကြောင့်ကွန်ပျူကွန်ပျူဆိုရင်ဘေးမှာထွက်လဲမနာမှာထွက်တယ်ဘာဆန်ချောင်းမှာထွက်တယ်နောက်တစ်ချက်ကကျွန်တော်တို့အထက်မော်လို့ခေါ်တယ်ကျွန်တော်တို့ဖဝါမှာထွက်တယ်အထက်မော်ဖဝါပေါ့နော်အဲ့ဒီမှာကွန်ပျူတွေထွက်တယ် ဲ့ဒီ community ထဲမှာမှာဖွာနဲ့မနာနဲ့ဆိုရင်တော့မတူပါဘူးဖွာကိုလူကြိုက်နေတယ်မနာမော်ကိုလူကြိုက်များတယ်ဒါကြောင့်မလို့ confusion တူရင်တော့ကျွန်တော်တို့ကမော်ကိုရွေးကြပါတယ်ဘာကြောင့်လဲဆိုရင်မော်ရဲ့တည်မော်ရဲ့ဖြစ်တည်မှုပုံတံတန်ဒီနဲ့တစ်ခုနဲ့တစ်ခုမတူတဲ့အတက်ကြောင့်မလို့အာသာချက်ရှိတဲ့မော်ကြောက်ကောင်းထွက်တဲ့မော်ညများအောင်တဲ့မော်အဲအဲ့ဒီမော်မျိုးတွေကိုပဲဦးစားပေးပြီးမိတ်ဆွေတို့ကကြိုက်ကြပါတယ်အဲကြောင့် confusion ဆိုရင်မနာအဓိကဦးစားပေးကြိုက်ကြပါတယ် ထွက်တာတော့ပေါ်ပါလဲထွက်ပါတယ်ပြီးတော့ကအမဲကျော်အမဲကျော်မှဆိုရင်အဲအကြိုက်ဆုံးမော်ပြောပါစင်တော့လူများစုကြိုက်ကြတာဒီမော်ဝမ်းကြီးတို့မော်ဝမ်းလေးတို့မော်မောင်းလေးရန်တို့ကြိုက်ကြပါတယ်နောက်တစ်ခါအမဲကျော်နဲ့ပတ်သက်ရင်တော့အများကြီးထွက်ပါတယ်ကရင်ကြောင်တောင်းကောကောင်းဆန်းတို့အဲ့ဒီအပြင်ကိုနောက်တဲ့ဟိုမိုက်ဂျဲတို့အဲဘာတို့အမျိုးမျိုးအမျိုးမျိုးပေါ့နော်ထွက်ကြပါတယ်အဲ့ဟုတ်ကဲ့အဲ့ဒီတွေကနေပြီးတော့မှအမဲကျော်တွေကိုတခြားကြည့်ပြီးတော့မှဘီမော်ကကောင်းလဲမကောင်းလဲဆိုတော့မိတ်ဆွေတို့ လုပ်ငန်းအတွေ့အကြုံအရာဖြစ်ဖြစ်ချင်းသိလာမှာဖြစ်ပါတယ်အကြောအမေကျော်မှဆိုရင်တော့အဲကျွန်တော်ဘယ်ရောက်ကြိုက်လဲဆိုရင်ကျွန်တော်မုံမန်းကြီးလိုမုံမန်းလေးလိုဒါတွေကြိုက်ပါတယ်ပြီးနောက်ချက်ကကျွန်တော်တို့အနီအနီနဲ့ပြောမယ်ဆိုရင်တော့အခွန်အနီထွက်တာချော်အနီထွက်တာဒီဘာဆန်ချောင်းစပော့အဲ့ဒီအပြင်ကိုမနာမှာလဲထွက်ပါတယ်အဲတချို့နေရာတွေမှာလဲခုန်ကြီးရထွက်ပါတယ်ဒါပေမဲ့အကြိုက်ဆုံးပေါ်ပြောပါဆိုရင်တော့အနီထဲမှာဆိုရင်တော့ကျွန်တော်ဒီဘာဆန်ချောင်းစပော့မနာဒါကိုကြိုက်ပါတယ်အဝါရောင်အဝါရောင်ဆိုရင်တော့အဝါရောင်နေအများကြီးရှိပါတယ် ဲအဝါယုံဒီတဲ့မှာမှကျွန်တော်တို့ဒီကြက်သွေးမှာလည်းတစ်ခါတည်းရမှာအဝါအဆက်တွေထွက်တာရှိတယ်မြေမှန်အဆက်မှာလည်းအဝါတွေထွက်တာရှိတယ်တခြားသောနေရာတွေမှာလည်းအဝါထွက်တာရှိတယ်ပြီးတော့တာမခံမှာဆိုရင်လည်းအဝါယုံမှုတွေလာတာရှိတယ်မိတ်ဆွေတို့ကအဝါလိုပြောလိုက်တာနဲ့ဒီရွှေရောင်လိုအဝါမျိုးကိုတွားပြီးတွေးလို့မရဘူးအဝါလိုပြောလိုက်ပြီဆိုရင်လည်းဒါအဝါနေရာရှိမယ်နည်းနည်းလေးအဝါယုံကျော့သွားရှိမယ်နည်းနည်းလေးအဝါရင်းအဝါညွန်းညူအဝါနီနီအဲ့ဒီပုံစံမျိုးလေးတွေလည်းရှိမယ်အဲကြောင့်အဝါလိုပြောလိုက်တာနဲ့အခုအဝါယုံတစ်ခုတည်းကိုဆိုလိုတာမဟုတ်ပါဘူးဒီသူ့ရဲ့ 都少不嘛，不离不了。知道哇？冬天老家嘛呢？安尼做呢？安尼不嘛？龙安安尼那边毛偏呢？安尼爷爷吃嘛呢？奶奶吃嘛？离不那么吃嘛？OK。那你说讲嘞？生，生都不要来没收。你知道哇？哎，炒生肉嘛，所以讲三百多的，为啥嘛？炒生肉专门？看你嘛样的咖喱嘛？炒生生的，你都要得的。那这许多毛的嘛嘞？炒这安尼个，它大粒细的，大粒的干拢毛的，那我讲呢，就微熟的那点米呗。OK。哪个叫米嘛？你买呢？不带呢？知道三百多米嘛？叫你。 တနခါကိုအဝါရောင်ပုံရံမျိုးကနေပြီးအဲကျွန်တော်တို့နည်းနည်းအရောင်ရော့သွားတဲ့ဘက်လွင့်သွားတဲ့ဘက်ကိုဆူလိုတာဖြစ်ပါတယ်ကျွန်တော်ကြောက်တည်နေနောက်ကြရင်ဒီဘုဒ္ဓကပြပေးပါမယ်အဲကျွန်တော်မိတ်ဆွေတို့အနေနဲ့နောက်ကကြက်သွေးကြက်သွေးဆိုရင်လည်းကြက်သွေးအရောင်ဆူတာပါနောက်ကတန်ကြီးတန်ကြီးဆိုတော့ဒီတန်ဒီမှာတန်ကြီးတက်နေတဲ့ဒီတန်ကြီးညင်ညူညူရောင်ပုံရံမျိုးကိုဆူတာပါညင်ရှိညင်ရှိဆိုရင်ဒါညင်ရဲ့ရှေးရထွက်လာတဲ့အရောင်ပုံရံမျိုးကိုဆူတာပါအဲကျွန်တော်ကျွန်တော်ပြောပြချင်တာကဒီအရောင်နေဒီ ဟိုတခုချင်းစီကိုတည်တည်ချာချာခွဲချမ်းစိတ်ဖြာပြီးတော့ပြောပြဖို့အရန်ခတ်ပါတယ်။ဘာကြောင့်လဲဆိုရင်ကျွန်တော်တို့ဒီကာလာအယောင်ကြီးအများကြီးရှိသလိုပဲဟိုတောင်းတဲ့သိန်းနဲ့ရှိရှိသလိုပဲကျွန်တော်တို့ဒီမှာဆိုရင်လည်းအယောင်ကြီးဒီတခုတည်းကိုမှတ်ထားတာမဟုတ်ပါဘူး။သူ့ရဲ့အောက်လူတိုးပူလျှော့အယောင်ကာလာအယော့အတင်းတွေဒါလေးပေါ်မှာမူတည်ပြီးတော့မှကျွန်တော်တို့ကကြည့်ပြီးတော့သုံးသပ်ရတာဖြစ်ပါတယ်လေ့လာရတာဖြစ်ပါတယ်အဲ့ဒီအရာမျိုးပြီးပြီးတော့မှအကုန်လုံးကိုရှုံ့ကုန်ပြီးတော့ဆုံးဖြတ်ရတာဖြစ်ပါတယ် အဲ့တော့မိတ်ဆွေတို့အနေနဲ့ရှော်လို့ပြောလိုက်ပြီဆိုရင်ရှော်အယောင်တွေကိုသိရမယ်ရှော်အယောင်တွေကိုသိပြီဆိုရင်ကြောက်စိမ်းလုံးစုံပြမှာအရှော်အယောင်အကုန်ယောင်ကိုကြည့်လိုက်တာနဲ့ဒါဟာဘာမော်ပါဒါဟာဘီယံမော်ပါဒါဟာဘာအယောင်ပါဒါဟာဘီယံပါဆိုပြီးတော့မိတ်ဆွေတို့သိပြီဆိုရင်ကြောက်စိမ်းလုံးစုံတော်တော်ကောင်ဖြတ်သားတော်တော်ကောင်လုံးတဲ့နေရာမှာမြင်မြင်ချင်းမော်ဘူးဘာမှမသိရတူတဲ့ကိုကမြင်မြင်ချင်းမော်ဘူးသိသွားတဲ့သူကပို့ပြီးတာတယ်ဆိုတာကို မိတ်ဆွေတို့ပို့ပြီးတည်လာပါမယ်။အယောင်းဝယ်လုပ်ငန်းလုပ်ကန်နေနေရာမှာလည်းပို့ပြီးတော့အထောက်အကူတွေဖြစ်လာပါမယ်။နောက်ဆုံးကျောက်သမားအရှင်းချင်းကျောက်တလုံးကိုအတူတူရှင်းဝယ်တဲ့အခါမှာတော့မှဥပမာဆိုကြပါလို့ဒီကွန်ပျူတာဆိုရင်မနှနဲ့ကျွန်တော်ဆက်လိုက်ပြောတဲ့အထက်မော်ဖဝါဖဝါကထွက်ဖဝါမော်ပေါ့နော်။ဖဝါဖဝါဆိုတာကကွန်ပျူတာထွက်တဲ့မော်ဖဝါပေါ့နော်။ဒီဖဝါထွက်ရဲ။ဟုတ်တယ်။ဖဝါအဲ့ဒီတော့ဒီကွန်ပျူတာတော့မှမနှနဲ့ ဖဝါနဲ့မတူပါဘူးအဲကြောင့်မနာကိုလူကြိုက်များပါတယ်ဖဝါကိုလူကြိုက်နေပါတယ်ဥပမာဆိုကြပါစို့ကြောက်အလုံးအရွယ်စားခြင်းတူနေမယ်အရေးပါလာခြင်းနဲ့တူနေမယ်ကြောက်မျိုးချင်းနဲ့တူနေမယ်ဆိုရင်တော့မနာကိုပဲယူမှာပါဖဝါကိုမယူပါဘူးဘာကြောင့်ကျွန်တော်တို့အဲ့လိုပြောရလဲဆိုရင်မနာမှာမနာရဲ့အာသာချက်တွေရှိတယ်ဘာတွေကောင်းတယ်ဘာတွေမကောင်းဆိုတာရှိတယ်ဖဝါမှာဆိုရင်ဖဝါရဲ့အာနေချက်အာသာချက်တွေရှိတယ်ဘာတွေကောင်းတယ်ဘာတွေမကောင်းဆိုတာရှိတယ်အဲကြောင့်ကျွန်တော်တို့တွေကဒါအဲ့ဒီဟာတွေကိုလုပ်ငန်းအတွေ့အကြုံညာသိလာတဲ့အတွက်ကြောင့်မလို့ ဒီချော်လို့ပြောလိုက်ပြီးဆိုရင်မိတ်ဆွေတို့ကချော်ရဲ့အကြောင်းလေးကိုတည်တည်ချာချာကြည့်ပြီးတော့မှဘာမော်ဖြစ်တယ်ဆိုတော့သိရမယ်အဲ့ဒီဟာမှအဲ့ဒီမော်တွေကဘာတွေဖြစ်တယ်လဲဆိုတာကိုလည်းဆက်ပြီးလေ့လာထားမယ်ဆိုရင်အခုလိုမျိုးချော်ကိုကောင်းကောင်းလေ့လာသုံးသပ်နိုင်မှာဖြစ်ပါတယ်အကျွန်တော်မိတ်ဆွေများအနေနဲ့ချော်နဲ့ပတ်သက်ပြီးတော့ကျွန်တော်အခုရှင်းပြခဲ့တာနေတာအခြေခံသဘောတရားအစလေးပဲရှိပါသေးတယ် နောက်ပြီးတော့ရှော်နဲ့ပတ်သက်ပြီးဆက်လေ့လာရမယ့်အရာတွေအများကြီးရှိပါသေးတယ်အခုလိုမျိုးနာမည်အခေါ်အဝေးနဲ့ပတ်သက်ပြီးတော့လည်းမိတ်ဆွေတို့ကြောက်လောကမှာကြားဘူးအောင်ပါအများကြီးကြားရအောင်ပါဒါခါမှကိုမကြားဘူးခဲ့တဲ့ပုံသဏ္ဍာန်မျိုးတွေနဲ့ကိုကြားရအောင်ပါပါဟုတ်ကဲ့ပါအဲ့ဒီလူတွေကြားပြီးဆိုရင်လည်းမယုံနိုင်မျိုးလည်းမလုပ်ပါနဲ့နားမထောင်နိုင်မျိုးလည်းမလုပ်ပါနဲ့ဘာကြောင့်လဲဆိုရင်ကျွန်တော်တို့ကြောက်စိမ့်လောကမှာကတော့အဲသူ့ရဲ့အတွေ့အကြုံကိုယ့်ရဲ့အတွေ့အကြုံမတူညီတဲ့အတွက်ကြောင့်မလို့တစ်ဖက်လူရဲ့ပြောစကားတစ်ဖက်လူရဲ့အတွေ့အကြုံတွေကိုလည်းမိတ်ဆွေတို့နားထောင်သင့်ပါတယ် နားထောင်ပြီးတော့မှပဲသူပြောတဲ့စကားတွေကမှန်လားမှားလားယုံတယ်လားမယုံတယ်လားဖြစ်နိုင်လားမဖြစ်နိုင်ဘူးလားဟုတ်ကောဟုတ်ရဲ့လားမဟုတ်ကောမဟုတ်ဘူးလားဆိုတော့ကိုပါသူကိုအောင်တော့နဲ့ကိုတည်တည်ချာချာဝေဖန်ပိုင်းချတရားသုံးသက်ပြီးတော့မှပဲဒါမိတ်ဆွေတို့လေ့လာကြပါလုံးကြခံကြပါလို့ပဲကျွန်တော်ပြောချင်ပါတယ်အဲ့ကြောင့်မိတ်ဆွေတို့အနေနဲ့ကျွန်တော်ဒီ short အကြောင်းအရာကိုပြောပြပြီးဆိုတော့နောက်နေ့ဒီမှာဒီရန်ရယ်အခုံရယ်ဒါလေးတွေကိုလည်းကျွန်တော်တင်ပြထားပါတယ် ကြောင့်မိတ်ဆွေများအနေနဲ့ဒီဗီဒီယိုတွေကိုလေ့လာပြီးပြီဆိုရင်နောက်တက်ကျွန်တော်တင်ပေးတဲ့ဗီဒီယိုတွေဆက်ပြီးကြည့်ပါအဲ့ဒီဗီဒီယိုတွေကြည့်ပြီဆိုရင်မိတ်ဆွေတို့ကဒီကြောက်စင်းရဲ့ဒါအချိန်ကန်သဘောတရားကိုအကောင်းကောင်းနားလည်လာမှဖြစ်တဲ့အတွက်ကြောင့်ဘလို့ကြောက်စင်းကျွန်တော်တို့လုပ်ငန်းကိုလုပ်ကြိုင်တဲ့အခါမှာလုပ်ငန်းခွင်ကိုဝင်လာတဲ့အခါမှာလေမိတ်ဆွေတို့အမားနေပါမယ်တတိပူပြီးကြီးပါမယ်ဘာကြောင့်လဲဆိုရင်ကျွန်တော်အခုရေးပြခဲ့တဲ့အကြောင်းအရာတွေဒီကျွန်တော်ရဲ့လုပ်ငန်းအတွေ့အကြုံအရာကျွန်တော်ရေးပြခဲ့တာဖြစ်ပါတယ်ဒါတွေကြီးပဲလားဆိုရင်လည်းမဟုတ်ပါဘူးကျွန်တော်ဆက်ရေးလို့ရပါသေးတယ်အများကြီးလက်ရှိပါတယ် ိုးပင်ပဲမိတ်ဆွေတို့ကိုကျွန်တော်တဆင်ချင်းစီတည်တည်ချာချာနားလည်အောင်ကျွန်တော်ရှင်းပြခြင်းနဲ့အတွက်ကြောင့်မလို့ကျွန်တော်မိတ်ဆွေတို့ကိုအပိုင်းလေးအခုလိုဗီဒီယိုလေးခွဲခွဲပြီးတော့ကျွန်တော်တေချာလေးရှင်းပြပြီးတာဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်ရဲ့ဗီဒီယို channel တက်တယ်ဆိုရင်ကျွန်တော်ရဲ့ဗီဒီယိုလေးကိုကြောက်သိမြောက်လေးလာနေတဲ့သူများများများမြင်အတွက်မိတ်ဆွေတို့ share ပေးကြပါဦးကျွန်တော်ရဲ့ Facebook ကိုလည်း like follow လုပ်ပေးကြပါကျွန်တော်ရဲ့ YouTube channel ကိုလည်း subscribe လုပ်ဖို့အတွက်ကျေးဇူးတင်ပါတယ်မိတ်ဆွေများအားလုံးကိုနောက်ဗီဒီယိုလေးကိုလည်းကျွန်တော်အများကြီးတင်ပြဖို့အတွက် सला जुगदा बाहू में अल्लाह मजिदीन हाइट मारे खाने <coughs>